မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Match လ၂ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အရခတက်တော် AA ပူပေါင်းတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်မှုကြောင့်ဗကိုးတိုင်းဗရန်မြို့နယ်ညောင်ချိုးတိုက်ပွဲမှာစစ်ကောင်စီရဲ့ဒုတက်ရင်မှုဘုံမှုတန့်စော်ဟိတ်ပေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ22ရက်နေ့ကပဲခူးတိုင်းဗရောင်းမြို့နယ်မြောင်ချိုးတိုက်ပွဲမှာစစ်ကောင်စီဘက်ကစစ်တပ်ကတူအပတ်စဉ်90ကျောင်းဆင်းဖြစ်တဲ့အသက်36နှစ်အရွယ်ဘုံမူးတန့်စော်ဟိန်အပါအဝင်စစ်ကောင်စီတပ်သားအများအပြားတိုက်ဆုံခဲ့တယ်လို့သိရပါဗျ။ဘုံမူတက်စော်ဟင်းရဲ့ရက်လေဆောတုတ်တရားနာကိုမက်စလာတရားနေကနေပြည်တော်ပြင်မနာမြို့မှာရှိတဲ့အုံတော်ပရိယတ်တီစာတင်တိုက်မှာပြုလုပ်ခဲ့ပြီးတော့၎င်းရဲ့မိခင်ဖြစ်သူကလည်းလူမှုကွန်ရက်စာမျက်နှာမှာရေးသားထားတာကိုတွေ့ရပါတယ်။ဘုံမူတက်စော်ဟင်းရဲ့မိခင်ဒေါ်ညိုညိုကကျမရဲ့သားကြီးဟာ ဘကုတ်တိုင်းညောင်ကျိုးရှေတန်းစစ်မြေနားပြင်မှာကျူးကျော်အေအေနဲ့ရင်းဆိုင်တိုက်ပွဲမှာတိုင်းပြည်အတွက်အသက်ဆုံးလွတ်သွားပါတယ်လို့၎င်းရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာမက်လာတရက်နေ့ကရေးသားထားတာကိုတွေ့ရပါတယ်ပြီးခဲ့တဲ့ February 24ရက်နေ့ကလက်နက်ကြီးများအထိုင်ချထားတဲ့စစ်တပ်ရဲ့ညောင်ကျိုးစခန်းရဲ့ကာကင်းစခန်းခုံးတချို့ကိုအရခတက်တော်အေအေနဲ့ပူးပေါင်းတပ်များကသိမ်းပိုက်နိုင်ခဲ့ပြီးတော့လက်နက်ခဲယမ်းများကိုလည်းရရှိခဲ့တယ်လို့သိရပါတယ်ဒုတက်ရဲမှုဘုံမှုတန့်စော်ဟိန်တိတ်ဆုံမှုနဲ့ပတ်သက်ပြီးတော့၎င်းရဲ့မိခင်ဖြစ်သူ A1 သင်္ကန်းတိုက်ပိုင်ရှင်ဒေါ်ညိုညိုကတိတ်ဆုံမှုနဲ့ပတ်သက်ပြီးတော့ ော့လူမှုကွန်ရက်ကနေတစ်ဆင့်ကြပြားများရေးသားခဲ့ပြီးတော့အမျှဝေစုတောင်းခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။ဒုတက်ရေမှုတန့်စော်ဟိန်းဟာကတားဇာတိဖြစ်ပြီးတော့မိဘများဟာလက်ရှိနေပြီးတော့ပုပ္ပသီရိမြို့နယ်မှာနေထိုင်ပြီးတော့ A1 တင်ကဲတိုက်ကိုဖွင့်လှစ်လုပ်ကင်နေပြီးစစ်ကောင်စီတပ်ကိုအပြည့်အဝထောက်ခံနေသူများဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စစ်အာဏာသိမ်းပြီးကာဇာကတပ်ထောက်ခံပွဲများလုပ်ဆောင်တဲ့အချိန်မှာဗိုလ်မှူးတန့်စော်ဟိန်းရဲ့မိခင်ဖြစ်သူကလူတစ်ယောက်ကိုငွေကျပ်2000ပေးပြီးတော့ တတ်ထောက်ခံပေးတဲ့ပွဲများကိုပွဲတိုက်ရန်စီရင်ခဲ့သူဖြစ်ပြီးမဘာသာနဲ့အမျိုးသားရေးအစိုးရအမာခံများဖြစ်တယ်လို့သိရပါတယ်။တင်ဆုံသွားတဲ့ဘုံမူတန့်စော်ဟင်းဟာစစ်တပ်ကတော့အပတ်စဉ်90ကျောင်းဆင်းဖြစ်ပြီးတော့၎င်းရဲ့အလောင်းကိုနေပြည်တော်အထိတည်ယူပြီးတော့မိသကြိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလပ်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်ဒူဝင်ရွာကိုမိရှုံနေတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခတ်ရာစစ်သားနှုတ်ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ28ရက်နေ့မှာမြင်းကြံမြို့နယ်ဒူဝံရွာကိုအင်အား90ခန့်ပါဝင်တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကမိရှုဖြတ်စည်းနေတဲ့အချိန်ပြည်သူ့ကျယ်တွင်တပ်ဖွဲ့ကဘုံမိုက်ခဲဥဆောင်တဲ့တော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား2ဦးသေဆုံးသွားပြီးတော့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်သားများပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။28ရက်နေ့ကဒူဝံကျေးရွာကိုအင်အား90ခန့်နဲ့စစ်ခွေးတပ်တွေကရွာကိုမိရှုဖြတ်စည်းနေတုန်းမှာ တော်လိုင်းတက်ဖွဲ့တွေဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တာပါစစ်ခွေးနှကောင်တေးပြီးတော့နောက်ပြန်ဆုတ်သွားပါတယ်လို့ပြည်သူ့ကျဲတပွဲတက်ဖွဲ့ကဘုံမိုက်ခဲကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကျဲတပွဲတက်ဖွဲ့ပြည်ချစ်သားတက်ဖွဲ့အညာဖက်ဒရယ်တက်ဖွဲ့နဲ့မဟာမိတ်တက်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးခရိုင်ညောင်ဦးမြို့နယ်အတွင်းမှာရှိတဲ့စစ်မှုထမ်းရမယ့်လူငယ်822ဦးရဲ့အချက်အလက်အတိအကျကိုစာရင်းပြုစုထားပြီးတော့အဲ့ဒီလူငယ်များအနေနဲ့စစ်ကောင်စီရဲ့မတရားပြုမှုကိုခေါင်းပုံမခံဘဲနဲ့တော်လန်တိုက်ခိုက်ကြရန်တိုက်တွန်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ညောင်ဦးမှာစစ်တပ်ကစစ်မှုထမ်းခိုင်းရန်ပြုစုထားတဲ့လူငယ်များရဲ့စာရင်းကို People's Democratic Army PDA တပ်ဖွဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာထုတ်ပြန်ထားပါတယ်။ညောင်ညွန့်နဲ့အတွဲမှာနေတဲ့စစ်မှုထမ်းရမယ့်အသက်16နှစ်ကနေ35နှစ်ကြာလူငယ်စရင်ကိုအကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံအထွေထွေအုပ်ချုပ်ရေးမှုရုံးကအသေးစိတ်အချက်အလက်များနဲ့စစ်ရေးပြုစုထားတာကိုပြည်သူ Democratic တပ်တော်ရဲ့စစ်ရေးလှုပ်ရှားမှုတစ်ခုအတွင်းထဲကနေပြီးတော့ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးစစ်ကောင်စီထံကနေရရှိထားတဲ့စစ်မှုထမ်းလူငယ်များရဲ့စရင်ကို ညာဦးမှာရှိတယ်ပြည်သူလူထုအပေါင်းသိရှိသေးရအတွက်ထုတ်ပြန်ပေးရခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်ထွေဥကနေပြီးတော့ပြုစုထားတဲ့စည်ရင်တွေပါစည်ရင်ထဲမှာပါတဲ့သူတွေကဖမ်းခံရတဲ့သူတွေရှိပြီလားပါသွားတဲ့သူတွေရှိပြီလားဆိုတာတော့အသေးစိတ်မစီစေးရသေးဘူးအခုပြုစုထားတဲ့သူတွေကတော့အသက်18နှစ်ကနေ35နှစ်အတွင်းမှာရှိတဲ့လူငယ်တွေပါပဲလူငယ်တွေအနေနဲ့စစ်ကောင်စီရဲ့မတရားပြုသမျှကိုခေါင်းငုံမခံပဲလက်နက်ဆွဲကင်တော်လန်ကြုံမှတပါအခြားရွေးချယ်စရာနည်းလမ်းမရှိတော့ပါဘူး ဒါကိုလူငယ်တွေသဘောပေါက်ဖို့လိုပါတယ်ဒါကြောင့်လူငယ်တွေအနေနဲ့တော်လိုင်းရဲ့အဖွဲ့အစည်းတွေနဲ့အမြန်ဆုံးပူးပေါင်းပါဝင်ကြပါစစ်ကောင်စီကိုအမြင့်ပြတ်ချေမှုန်းကြပါလို့တိုက်တွန်းချင်ပါတယ်လို့ People's Democratic Army PDA တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အခုထုတ်ပြန်ထားတဲ့စာရင်းမှာပါတဲ့လူငယ်များအနေနဲ့နိစ္စရာတော်လိုင်းအဖွဲ့အစည်းများအားအမြန်ဆုံးဆက်သွယ်ပြီးတော့ရှောင်ရှားကြရန်နဲ့ People's Democratic Army PDA တပ်ဖွဲ့အနေနဲ့လည်းကူညီပေးနိုင်ဖို့အတွက်အမြဲတမ်းအသင့်ရှိနေကြလို့အတိအပြထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံဘလူမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်နဲ့ PDF တပ်ဖွဲ့များကြားမှာတိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်တပ်ကအသက်ဆန်းနဲ့အရွယ်ကလေးငယ်တအုပ်အပါအဝင်ပြည်သူ၃ဦးကိုတပ်ဖြတ်ခဲ့က ပြည်သူအယောက်30ကျော်ကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ19ရက်နေ့ကစတင်ပြီးတော့ကံဘလူမြို့နယ်မှာရှိတဲ့63336အမြောက်တပ်ကထွက်လာတဲ့အကြမ်းဖက်စစ်သားနဲ့ဝါတော်ဝအဖွဲ့ကပြူစောထင်းများပူးပေါင်းထားတဲ့စစ်ကြောင်းဟာရွှေဘုံမြေကြီးနာယူဟာလမ်းပိုင်းမှာရှိတဲ့ကွင်းကိုအကြမ်းဖက်စစ်တပ်အထိုင်စခန်းကနေပြီးတော့ကြေးပါများကိုစစ်ကြောင်းထုတ်ဝေရောက်စီးနှင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာအင်အား200ကျော်ကပါဝင်ပြီးတော့ဖေဖော်ဝါရီလ19ရက်နေ့မနက်8:00ကစတင်ပြီးတော့ တန့်ဘလူမြို့နယ်ပေကြီးရွာကိုဝင်ရောက်စီးနင်းခဲ့ကလက်ရှိအချိန်အထိယာယီတက်ဆွဲထားပြီးတော့ပေကြီးရွာကိုဇက်တိုက်မိရှုဖြတ်စီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ပေကြီးရွာကတက်ကြီးရွယ်အုံများအမျိုးသမီးများနဲ့ကလေးတငယ်များအပါအဝင်ပြည်သူအယောက်30ခန်းကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးထားတယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ23ရက်နေ့ကအကြပ်ပတ်စစ်ကောင်စီတပ်သားများဟာငပြောတိုင်းရွာသား3ဦးကိုဖမ်းဆီးပြီးတော့အသက်ဆက်နက်နဲ့အရွယ်ကလေးငယ်2ဦးအပါအဝင် ပြည်သူ၃လုံးကိုလည်းတပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။ဖေဖော်ဝါရီလ28ရက်နေ့မနက်ပိုင်းမှာပေကြီးရွာမှာယာယီတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကံဘလူခေယအမှတ်လေးတက်ရင်းနဲ့ကံဘလူခေယတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါရယ်စစ်ကြောင်းက19ရက်နေ့ကလေးကပါ36တဲစစ်ကြောင်းနဲ့ဝါတော်ဝါရဲ့ပြည်သူစစ်ပူးပေါင်းစစ်ကြောင်းမှာပြည်သူအယောက်30ခန်းကိုပေကြီးရွာထဲမှာလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးထားတယ်။တက်ကြီးရွယ်အိုတွေရောကလေးတွေနဲ့အမျိုးသမီးတွေပါပါဝင်ပါတယ်။23ရက်နေ့မှာအပြစ်မဲ့တဲ့ပြည်သူငပြောတိုင်းရွာသား3ဦးကိုဖမ်းဆီးတပ်ဖြတ်ခံလိုက်ရတယ်။ အသက်ခံရတဲ့နေရာမှာဆက်နက်နဲ့အရွယ်ကလေးငယ်လေးပါဝင်ပါတယ်ကံဘလူမြို့နယ်မှာပြူစောတိတွေပုံများလာပြီးတော့ဝါတဝရဲ့ပြည်သူစစ်တွေအင်အားတောင့်တင်းလာတဲ့အတွက်ပြူစောတိအင်အားနဲ့ရှင်နိုင်ဖို့လူကြီးတွေအနေနဲ့တော်လိုင်းရဲ့အထောက်ပံ့ပို့ပြီးတော့ပေးဖို့လိုအပ်နေပါတယ်လို့ကံဘလူခရိုင်တရင်လေးကတာဝန်ရှိသူကပြောပြထားပါတယ်ကံဘလူမြို့နယ်မှာအချမ်းဘတ်စစ်တပ်စစ်ကြောင်းရဲ့စစ်ကြောင်းထုံးမှုကြောင့်ခြေရွာရှိရွာကျော်ကပြည်သူအယောက်9000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရပြီးတော့အချမ်းဘတ်စစ်တပ်ကပေကြီးရွာထဲမှာတပ်ဆွဲထားစေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်ရေလေကျွန်းဒေသမှာရှိတဲ့မြေစွန်းတော်ရွာကိုအကြမ်းဖက်ဆက်တပ်ကမိရှို့ဖျက်ဆီးနေပြီးတော့ကြေးရွာ900ကျော်ကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မက်ရှလာ၂ရက်နေ့မနက်ပိုင်းမှာရေစကြိုမြို့ပေါ်ကနေထွက်လာတဲ့အကြမ်းဖက်ဆက်တပ်စစ်ကြောင်းဟာမနက်9:40မိနစ်ကစတင်ပြီးတော့ရေလေကျွန်းဒေသမှာရှိတဲ့မြေစွန်းတော်ကြေးရွာကိုဝင်ရောက်စီးနင်းပြီးတော့ပြည်သူပိုင်နေအိမ်များကိုမိရှို့ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်ဆက်တပ်စစ်ကြောင်းကြောင့်လက်ရှိအချိန်မှာ မြေစုံတော်ရွာအပအဝင်အနီးနားမှာရှိတဲ့ကြေးရွာခုနှစ်ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ဒါ့အပြင်စစ်ကြောင်းရောက်ရှိနေတဲ့ရေလက်ကျွန်းဒေသတဝိုက်ကိုအကြမ်းဖက်စစ်တပ်ကဖုန်းလိုင်းများဖြတ်တောက်ထားခြင်းကြောင့်ပြည်သူများဖမ်းဆီးခံရမှုနဲ့ဒဏ်ရာရရှိမှုရှိမရှိကိုအတိမပြုတ်နိုင်သေးပဲမြေပြင်အခြေအနေအသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။ရေစကြိုမျိုးပေါ်ကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကမနက်9:40မိနစ်မှာရေလက်ကျွန်းဒေသကမြေစုံတော်ကြေးရွာကိုမိရှုဖြတ်ဆီးနေတာပါ။အနီးပတ်ဝန်းကျင်ကခုနှစ်ရွာကျော်လောက်ကတော့ထွက်ပြေးနေရ တယ်စစ်ခွေးတွေကဖုန်းလိုင်းတွေလည်းဖြတ်တောက်ထားတော့မြေပြင်အခြေအနေအသေးစိတ်ကိုတော့စုံစမ်းဖို့ခက်ခဲနေပါတယ်လို့ရေစကြို Township Info Committee ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာ2024ခုနှစ်အတွင်းမြန်မာနိုင်ငံသားများကကွန်ဒိုအခန်းပေါင်း1388ခန်းတန်ဖိုးအပြင်ထိုင်းဘတ်ငွေ9ဘီလီယံကျော်ဝယ်ယူခဲ့ပြီးတော့ဝယ်လုံမှုတွေဆက်လက်ပြီးတော့မြင့်တက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာ2024ခုနှစ်အတွင်းကွန်ဒိုအခန်းဝယ်ယူမှုအများဆုံး10နိုင်ငံဆက်ရင်းထဲမှာမြန်မာနိုင်ငံကဆက်လက်ပါဝင်နေပြီးတော့ရုရှားနဲ့တရုတ်နိုင်ငံများရဲ့ကွန်ဒိုအခန်းဝယ်လုံအားတွေဟာနှေးကွေးသွားတယ်လို့သိရပါတယ်။ဒါ့ပြင်မြန်မာနဲ့ထိုင်းဝန်နိုင်ငံသားများရဲ့ ်အခန်းဝယ်ယူမှုတွေကတော့ပုံမှန်များပြားပြီးတော့ပုံမှန်ခိုင်းပါလာနေတယ်လို့သိရပါတယ်။အင်ချမ်းမြေတရင်အချက်လက်စင်တာ REIC ရဲ့စစ်တမ်းများအရာထိုင်းနိုင်ငံမှာ2024ခုနှစ်အတွက်ကွန်ဒိုအခန်းဝယ်ယူမှုဟာယခင်နှစ်နှစ်ကထဲအနည်းငယ်ကျဆင်းနှိမ့်ကွေးသွားတယ်လို့သိရပါတယ်။2024ခုနှစ်မှာနိုင်ငံသားကွန်ဒိုအခန်းဝယ်ယူမှုဘောင်းဟာ 14,583ခန်းရှိပြီးတော့ပြန်ပြအားဖြင့်ထိုင်းဘတ်ငွေ၄တသမ8တန်းတန်အခန်းများကိုလည်းဝယ်ယူနေကြတယ်လို့သိရပါဗယ်။လာမယ့်2025ခုနှစ်မှာလည်းထိုင်းနိုင်ငံအတွင်းမှာနိုင်ငံခြားသားကွန်ဒိုဝယ်ယူမှုဟာဆက်လက်ပြီးတော့တည်ငြိမ်နေခြင်းသို့မဟုတ်ပြရာဂိုင်တို့ပတ်ဝန်းကျင်အနည်းငယ်တိုးတက်လာမယ်လို့ခန့်မှန်းနေကြပါဗယ်။တရုတ်၊မြန်မာ၊ရုရှားနဲ့ထိုင်းဝမ်နိုင်ငံသားများကကွန်ဒိုအခန်းများကိုဆက်လက်ပြီးတော့ဝယ်ယူလိမ့်မယ်လို့ခန့်မှန်းထားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ